ရပောင်း60ကြာနှောင့်နှေးနေခဲ့ပြီးတဲ့နောက်အမေရိကန်နဲ့ယူကရိန်းတို့တွင်းထွက်တူးဖော်ရေးစာချုပ်ကိုဗိုလ်တုံးနေမှာလက်မှတ်ရေးထိုးလိုက်ကြပါတယ်။စစ်ရေးအကူအညီတွေရပ်ဆိုင်ပြီးတဲ့နောက်အမေရိကန်နဲ့ကိဖ်အပေါ်ဂရီကဝအသည်လိုဒါဂိုထရန့်အစိုးရကခေါ်ဆိုလိုက်ပါတယ်။ကာလာရှိဆေးဆက်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးနောက်အဓိကအကျိုးစီးပွားတွေကိုလုံခြုံအောင်ကာကွယ်ထားတယ်လို့ယူကရိန်းကပြောပါတယ်။ ဒီအထဲမှာလုံးဝမတူးဖော်ရသေးပဲနီးပညာအသစ်တွေမှာအရေးပါလာတဲ့မြေရှားတက်တူတွေပေါ်အပြည့်အဝအချုပ်ချာအာဏာပိုင်ဆိုင်မှုလည်းပါဝင်ပါတယ်။ လွန်ခဲ့တဲ့3နှစ်ကျော်ကရုရှားကဝင်ရောက်ကျူးကျော်မှုအပြီးအရင်တမရဂျိုးဘိုင်ဒင်လက်ထက်ဒေါ်လာတန်းထောင်ပေါင်းများစွာတန်တဲ့လက်နက်တွေပေးပို့ခဲ့တာကိုရောကြီးပေးတဲ့အနေနဲ့ယူကရိန်းရဲ့တွင်းထွက်တွေတူးဖော်ခွင့်ကိုထရန့်ကကနဦးတောင်းဆိုခဲ့ပါတယ်။ကြည်တုံချတုံဖြစ်နေခဲ့ပြီးမှအမေရိကန်ရဲ့ရေရှည်ရင်းနှီးမြှုပ်နှံမှုရအောင် လုပ်တဲ့နီလန်တစ်ခုအဖြစ်တွင်းထွက်တူးဖော်ရေးစာချုပ်ကိုယူကရိန်းကလက်ခံခဲ့တာဖြစ်ပါတယ်။ ကဘာတွမ်းအမေရိကန်ရဲ့လုံခြုံရေးဂရီကဝတ်တွေကိုထရန့်ဆိုရကအကြီးအကျယ်ရှော့ချဖို့ကြိုးစားနေချိန်မှာခုလိုသဘောတူလိုက်တာဖြစ်ပါတယ်။ဝါရှင်တန်မှာသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပြီးတဲ့နောက်ဗန်ဒါယီဝန်ကြီးစကော့ဘဲဆင်ကဒါဟာယူကရိန်းရဲ့ထာဝရငြိမ်းချမ်းရေးနဲ့တာယာဝါပြောမှုအတွက်နှစ်ဖက်လုံးရဲ့ဂရီကဝတ်ပြုမှုလို့ပြောကြားသွားခဲ့ပါတယ်။ ဗန္ဒားယီဝန်ကြီးဌာနရဲ့ထုတ်ပြန်ကြေညာချက်မှာရုရှားရဲ့ယူကရိန်းကိုအပြည့်အဝကျူးကျော်စစ်လို့ဖော်ပြထားပြီးဒါဟာထရန့်အစိုးရတုံးနေကြစကလုံးဖြစ်တဲ့ပြိပခဆိုတာနဲ့ကွဲပြားနေပါဗျ။ပြိပခလို့ဆိုရမှာကိဖ်မှာလည်းကြီးမားတဲ့တာဝန်ရှိတယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါဗျ။ဒီစာချုပ်ဟာကောင်းမွန်ကြီးမြပြီးအကျိုးမြတ်ရှိတယ်လို့ယူကရိန်းဝန်ကြီးချုပ်ဒဲရစ်ယူမီဟာက နိုင်ငံပိုင်ရုပ်မြင်သံကြားမှာပြောသွားပါတယ် Telegram မှာတော့ရှူမီယာကနှစ်နိုင်ငံကပြန်လည်တည်ဆောက်ရေးရင်းနှီးမြှုပ်နှံမှုရန်ပုံငွေကိုထူထောင်လိုက်ကြပြီးမဲပေးဝင်ကိုနှစ်နိုင်ငံလုံးက90ရာခိုင်နှုန်းစီအညီအမျှရမယ်လို့យေတာထားပါတယ်။ယူကရိန်းရဲ့အဓိကစိုးရိမ်မှုဖြစ်တဲ့2022ခုနှစ်ဖေဖော်ဝါရီလရုရှားကျူးကျော်မှုဖြစ်ကလေးကပေးပို့ခဲ့တဲ့ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့အမေရိကန်လက်နက်တွေနဲ့တခြားထောက်ပံ့တွေအပေါ်မြေသည့်ကျွေးမီများယူကရိန်းထံကမတောင်းရဆိုရလဲဒီစာချုပ်မှာပါဝင်ပါတယ်။ ယူကရိန်းစီးပွားရေးဝန်ကြီးက Facebook ပေါ်ရေးသားထားရမှာဒီစာချုပ်က တွင်းထွက်ရေနံနဲ့တဘာဝတန်းငွေတူးဖော်ရေးစီမံကိန်းတွေကိုဘဏ္ဍာငွေထောက်ပံ့ပေးမှာဖြစ်ပြီးဆက်နွယ်တဲ့အခြေခံအဆောက်အအုံနဲ့တန့်စင်ထုတ်လုပ်ရေးလုပ်ငန်းတွေကိုပါအလားတူထောက်ပံ့ပေးမှာဖြစ်တယ်လို့ပြောပါရယ်။ထွန်းကကနဦးကတော့တွင်းထွက်တယံဇာတာကနေဒေါ်လာ900ဘီလီယံရဖို့တောင်းဆိုခဲ့တာပါ။ဒါဟာအမေရိကန်ကစစ်အတွင်းယူကရိန်းကိုထောက်ပံ့ပေးကမ်းခဲ့တဲ့ ပမာဏရဲ့၄ဆများရှိနေပါတယ်။ ယူကရိန်းကိုလုံခြုံရေးအာမခံချက်ပေးဖို့ထရန့်ကတွန့်ဆုတ်နေခဲ့ပြီးနေတိုအဖွဲ့ဝင်ရောက်ရေးကိုလည်းညှင်းပယ်ထားခဲ့ပါတယ်။ဒါပေမဲ့ယူကရိန်းမြေပေါ်မှာအမေရိကန်ရှိနေတာဟာယူကရိန်းအတွက်အကျိုးမြတ်ရှိပါတယ်လို့သူကဗုဒ္ဓဦးနေမှာပြောပါတယ်။နှစ်ဖက်လုံးကခိုင်မာတဲ့အဆိုပြုချက်တွေတင်ပြမလာဘူးဆိုရင်ထရန့်အစိုးရကပြိပခါမှာဂျားဝင် ဖြန့်ပြေးပေးနေတာကိုစွန့်လွတ်လိုက်တော့မယ်လို့နိုင်ငံခြားရေးဝန်ကြီးမက်ခရိုရူဘီယိုကအင်ကာနေကချင်းချောက်ပြောကြားခဲ့ပါတယ် ထရန့်ကသူ့ရဲ့မဲဆွေဘွဲဒီမှာသူ့အာဏာရပြီးပထမဆုံးရက်မှာပဲဒီစစ်ပွဲကိုရပ်ပစ်မယ်လို့ကြေညာခဲ့ပါတယ်။ရုရှားသိမ်းပိုက်ထားတဲ့နေမြေတချို့ကိုယူကရိန်းကဆွန့်လွှတ်လိုက်ပြီးပြည်လည်မှုအရယူဖို့ထရန့်ကဖိအားပေးနေပါတယ်။ရုရှားကလည်းအမေရိကန်ကြောထောက်နောက်ခံပြုထားတဲ့ချင်းကပ်မှုဖြစ်တဲ့ရပ်ပေါင်း30အပြည့်အခက်ရက်စဲထားရီကိုပယ်ချထားပါတယ်။ တမရဗိုလိုဒီမာဇယ်လန်စကီကတော့ရုရှားသိမ်းပိုက်ထားတဲ့ခရိုင်းမီးယားကျွန်းဆွယ်ကိုစွန့်လွတ်အလျှော့ပေးလိုက်ရောမှာမဟုတ်ဘူးလို့ပြောဆိုထားပါတယ်။2014ခုနှစ်ကသိမ်းပိုက်ပြီးဒီကျွန်းဆွယ်ကိုရုရှားနယ်မြေထဲတွတ်သွင်းထားတာကို နိုင်ငံတကာကလုံးဝပယ်ချထားကြပါတယ်။ဒါပေမဲ့ဖေဖော်ဝါရီလ28ရက်နေ့ကအိမ်ဖြူတော်မှာဖြစ်ပွားခဲ့တဲ့ဒုက္ခအကြီးအကျယ်ရောက်စေခဲ့တဲ့အစည်းအဝေးပြီးဇယ်လန်စကီကထရန့်ရဲ့တန်တမာရေးစောင့်ရွက်ချက်တွေကိုထောက်ခံကြောင်းထုတ်ဖော်ပြောဆိုလာပါတယ်။ အမေရိကန်ရဲ့အကူအညီတွေပေါ်ယူကရိန်းကကျေးဇူးမတိတတ်ဘူးဆိုပြီးထရန့်နဲ့ဒုတမရ JD Vance တို့ကဒီစည်းဝေးမှာဒေါသတကြီးဝေဖန်ပြောဆိုခဲ့ကြပါတယ်။အမေရိကန်အောက်လွှတ်တော်အမတ်နဲ့နိုင်ငံခြားဆက်ဆံရေးကော်မတီအရေးကြီးအဖွဲ့ဝင်ဖြစ်တဲ့ Gregor Remif ကဒီစာချုပ်ဟာထရန့်ရဲ့6လန့်တောင်းယူတဲ့စာချုပ်ဖြစ်တယ်ဆိုပြီးပြောပါတယ်။ Zelensky နဲ့ယူကရိန်းပေါ်ဥပါဒဏ်ဖြစ်နေတာထက်ပူတင်ပေါ်ဖိအားပေးတာမျိုးပဲထရန့်ဆိုရကအာယုံဆိုင်လုတ်တင်တယ်လို့လည်းသူကပြောလိုက်ပါတယ်။ ်ယူကရိန်းမှာကမ္ဘာ twin ထွက်တယံဇာတာနဲ့မြေရှားတက်တုပမာဏရဲ့900ခိုင်နှုန်းရှိတယ်လို့ခန့်မှန်းချက်အများပြားကဆိုပါတယ်။ဒါပေမဲ့အဲ့ဒီတယံဇာတာအများပြားဟာထုတ်ရခြင်းမရှိသေးဘဲတက်တုတိုက်အများပြားဟာလည်းရုရှားတပ်ဖွဲ့တွေအခုထိန်းချုပ်ထားတဲ့နယ်မြေတွေမှာရှိနေတာဖြစ်ပါတယ်။ ပြင်သစ်ဘူမိဗေဒနဲ့တပ်တူတွင်သုတေသနဘျူရိုရဲ့အပြောအရလျှက်စစ်ဘက်ထရီတွေထုတ်လို့ရမှာအဓိကကျတဲ့ပစ္စည်းဖြစ်တဲ့ graphite ဟာယူကရိန်းမှာကမ္ဘာ graphite စုစုပေါင်းရဲ့20ရာခိုင်နှုန်းမြရှိနေတာဖြစ်ပါတယ်ယူကရိန်းဟာမက်ဂနီစ်နဲ့တိုက်တေနီယံအဓိက ထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြီးဥရောပမှာအကြီးဆုံးလစ်သီယံတပ်တုတိုက်ကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ လူ့သောမီဒီယာရဲ့ဆက်လက်ရပ်တည်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝီတင်ချက်ကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။